ကရာချီတလေးဆန်ယုံကမြေခွေးတစ်ပိုင်းလူတစ်ပိုင်းတတ်တော်ကမ္ဘာပေါ်မှာဒုသားတွေရဲ့စိတ်ကူးစိတ်တန်းတွေကိုဖမ်းဆီးနိုင်တဲ့ထူးခြားစံတယ်ရဲ့ဇာတ်လမ်းတွေအများကြီးရှိပါတယ်။အဲ့ထက်ကမှပါကစ္စတန်နိုင်ငံကရာချီမြို့ကဒလိဆန်ယုံကရာချီဇူးမှာရှိခဲ့တဲ့မြေခွေးလူတပ်တော်လိုခေါ်ရဖြစ်စေဟာစိတ်ကူးရဲ့ဇာတ်လမ်းဇာတ်လမ်းတစ်ပုဒ်လို့ထင်ရပေမယ့်တကယ်တမ်းမှာတော့ဒါဟာထူးခြားတဲ့ပြပွဲတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နေပေါင်းများစွာကြောင့်ဒီပြပွဲဟာတလေးဆိုင်ရုံရဲ့အထင်ရှားဆုံးနဲ့ရွှဲဆောင်မှုတစ်ခုဖြစ်ခဲ့ပြီးလာရောက်ကြည့်ရှုသူတွေအထူးသဖြင့်ကလေးငယ်တွေကိုစိတ်ဝင်စားနေအားတင်စီခဲ့ပါတယ်။ဒီနေ့မှာတော့ယူသအနေတိမ်မှန်ကနေပြီးဘရာချီတက်ကသူဟာမြေခွေးတစ်ပိုင်းလူတစ်ပိုင်းတတ်တော်အနေနဲ့နာမည်ကြီးခဲ့တဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးကြပါမယ်။ဒီမြေခွေးတစ်ပိုင်းလူတစ်ပိုင်းတတ်တော်ရဲ့နာမည်ကတော့ Mr. Bigam လို့ခေါ်ပါတယ်။သူဟာတကယ်တမ်းတော့လူသားတယောက်ဖြစ်ပြီးမြေဝေးခန္ဓာကိုပုံစံပြုလုပ်ထားတဲ့ဇပွဲကုန်တစ်ခုအောက်မှာဝင်ရောက်နေထိုင်ကမြေဝေးကောင်းတဲ့မျက်နှာဖုံးကိုလည်းဝင့်စင်ထားတာဖြစ်ပါတယ် သူ့ရဲ့ခနာဘူးအောက်ပိုင်းကတော့မြေခွေးပုံစံဗဘူးယုံနဲ့ချိန်ဆက်ထားတာကြောင့်ပထမတစ်ချက်ကြီးလိုက်လို့ရှင်တော့မြေခွေးတစ်ပိုင်းလူတစ်ပိုင်းတတ်တော်လို့လုံးဝဝမထင်ရပါဘူး။မန်ဒါစပီကန်ဟာဇပွဲပေါ်မှာထိုင်ပြီးလာရောက်ကြည့်ရှုသူတွေကိုစကားပြောဆိုတော့ညီမောပြောရွှေအောင်ပြောပြပေးတာနဲ့ဗီဒီရီမီရာကိုလုံးဆောင်ပေးပါတယ်။သူ့ရဲ့ထမ်းမြက်တဲ့ဉာဏ်ကြီးဟာတာညာနဲ့ထိမိတဲ့စကားပြောဆိုမှုတွေကြောင့်ဒါရကြည့်ရှုသူတွေဟာတကယ်ပဲထူးခြားတဲ့တတ်တော်ရတော်တွေစကားပြောနေရတယ်လို့ခံစားရတယ်လို့ဆိုကြပါတယ်။ ဒီလိုပြပွဲမျိုးကိုအစားခံတဲ့ဥပစက်ဘူးရစုနောက်ပိုင်းမှာအနောက်တိုင်းကပြပွဲတွေနဲ့စက်ကပ်ပွဲတွေမှာပြသခဲ့တဲ့ Half Human Head Animal တပိုင်းသူတပိုင်းတလိဆန်ပြပွဲတွေနဲ့ဆက်ဆက်လို့နေခဲ့တာဖြစ်ပါရင်အဲဒီတော့ကတော့လူတွေကမထင်မှတ်ထားတဲ့အရာတွေနဲ့လျှို့ဝှက်စမ်းကြတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားကြည့်ရှုလေ့ရှိကြတာပါဒီ Karachi လိဆန်ရုံက Mam Tas Vegan ပြပွဲဟာလည်းပဲဒီလိုဖြောပြေးပုံစံမျိုးကိုအခြေခံထားတာဖြစ်ပြီးဒေသခံရင်ကျေးမှုနဲ့ပေါင်းစပ်ထားတာဖြစ်ပါတယ် ဒီပြဝဲရဲ့အဓိကရည်ရွယ်ချက်ကတော့ဒလိမ့်ဆိုင်ရုံကိုလာရောက်လည်ပတ်တဲ့သူတွေရဲ့ဖြောပြမှုကိုပေးဖို့နဲ့ကလေးငယ်တွေကိုပညာပေးဖို့ပဲဖြစ်ပါတယ်။မန်ဒတ်စ်ဗီဂန်ဟာပညာပေးတဲ့အနေနဲ့တမိုင်းပုံရင်းနဲ့ဘာသာရေးဆက်လက်အနေနဲ့ကိုချင်းတရားဆိုင်ရာအကြောင်းအရာတွေကိုလည်းအမြဲတမ်းလိုလိုပြောပြလေးရှိပါတယ်။ကလေးငယ်တွေကလည်းပဲသူပြောပြတဲ့ပုံမြင်နဲ့သမိုင်းကြောင်းတွေကိုအရင်စိတ်ဝင်စားကြပြီးမိဘတွေကိုယ်တိုင်ကပဲလူလူချင်းချင်းကလေးတွေကိုဒီနေရာကိုပို့ပေးတာဖြစ်ပါတယ် နေပေါင်းများစွာကြောင့်အဲ့ဒီကရာချီတလိမ့်ဆန်ယုံရဲ့အထင်ကြီးပြပွဲတစ်ခုအဖြစ်မန်တာစပီကန်ဟာတာဝန်ထမ်းဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းစိတ်မကောင်းစရာပေါင်းတာပါ။၂၀၁၀ပြည်နှစ်အစောပိုင်းမှာပဲအဲ့ဒီမန်တာစပီကန်တို့ခေါ်တဲ့ Have Human Have Anime ဒီဝိရဘိုင်းဒူဒူဘိုင်းနေရာမှာအဓိကဖျော်ဖြေတရုပ်ဆောင်ပေးခဲ့တဲ့သူဟာတည်ဆုံသွားခဲ့ပါတယ်။ဒါပေမဲ့သူ့နေရာမှာအခြားပြည်သူတွေကဆက်လက်တာဝန်ယူခဲ့ပြီးဒီထူးခြားတဲ့ပြပွဲကိုလည်းဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ ဒါပေမဲ့တော့မန်တပ်စပီကနော်မျိုးအောင်မြင်မှုများများဆာဆာရခဲ့တဲ့သူဟာရှာရှာပပပဲဖြစ်သွားပါလိမ့်။ဒီမီဝေးတစ်ပိုင်းလူတစ်ပိုင်းရဲ့တက်တော်ပါပြပွဲဟာအနောက်တိုင်းက free show တွေနဲ့ကွဲပြားပြီးဒေတာပြန်ရင်ကျင်းမှုနဲ့ပေါင်းဆက်ထားတဲ့ဖြောပြေမှုတစ်ခုအဖြစ်ဖတ်ယူနိုင်ပါလိမ့်။လူများရဲ့စိတ်ဝင်စားမှုကိုဘယ်လိုဖန်ဆားနိုင်မလဲဆိုတာကိုပြသတဲ့ထူးခြားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီးဒေါက်တော်လေးဟိုရဲ့ညံကောင်းတဲ့လူရဲ့ပဲဖြစ်ပါလိမ့်။ ဒီတလဲဘောနော် crashing ရာ new pit ban dubai ရဲ့ဖြစ်အမှန်နဲ့နော်ဆိုတော့အဆုံးကြီးပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခုလိုဆက်ဝင်ကြတဲ့ဗီဒီယိုလေးနည်းစုံများပုံမှန်ဆက်ပေးပါလို့ကျွန်တော် YouTube channel လေးကို subscribe လုပ်ပါတယ်နဲ့ subscribe လုပ်တော့ပြကြပါနော်အားလုံးကျေးဇူးတင်ပါတယ်